ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကတော့ဥစိန်မောင်ပါဆရာကြီးဥစိန်ဥစိန်မောင်တဲ့ဟုတ်ပြီကောက်နာမည်ကသူကအမေအတွက်မေးတာပါတဲ့မှော်ပြရပါဆရာကြီးဟုတ်ပြီဆရာကြီးခင်ဗျားတဲ့လေးဖြတ်နေတယ်တဲ့အမေအတွက်တဲ့မေးချင်လို့ပါတဲ့အမေကတဲ့59နှစ်ပါတဲ့ညာတချမ်းလေးဖြတ်သွားတာတဲ့တစ်နှစ်ကျော်ပါပြီတဲ့ အခုထီးတဲ့ပါဇက်ကတဲ့အစားစားလို့မရသေးပါတဲ့ဟုတ်ပြီကတလားနှောင်းပိုင်းနေတဲ့အစာကျွေးနေရပါတယ်တဲ့တိတ်တာဝန်ကြီးတယ်ဟုတ်တိတ်တာဝန်ကြီးတယ်အဲ့ဒါလည်းပဲနှောင်းပိုင်းအစာသွင်းရတာလေဟုတ်ကဲ့ပါဆရာဆက်ရတယ်အဖက်ပိုင်းပိတ်သွားတာတို့နှောင်းပိုင်းကမတက်လို့ရှိရင်ဦးမှုစုံဝင်တာတို့နော်အောင်မေးရိုးတဲ့ပြုတ်ကျနေပါတယ်တဲ့အောင်မေးရိုးဟုတ်ရှာကလည်းတဲ့ပုံမှန်မဟုတ်သေးပါဘူးတဲ့ ဟုတ်ပြီဘေးကလူတွဲနေတဲ့နည်းနည်းတော့လမ်းလျှောက်ပါတယ်တဲ့အင်းအဲ့ဒါတော့ရှောက်မပြင်းပါနဲ့လို့တွဲပြီးရှောက်ပြီးပါတဲ့ဟုတ်ကဲ့ဆရာနောက်တွဲရှောက်ရနေပြီးတော့ဖြစ်နေရချင်းတန်လေးနှစ်ခုလေဟုတ်ကဲ့ဆရာဘယ်နဲ့ညာတန်လေးနှစ်ခုပေါ့နော်အဲ့တန်လေးနှစ်ခုကကိုဂျိုင်းနဲ့လမ်းလျှောက်နေတဲ့ဂျိုင်းနဲ့အတော်လောက်ကိုအဲ့တော့တန်နှစ်ခုကိုလက်ကကင်ထားမယ်ဂျဲရလည်းပေးထားမယ်အဲ့ဘေးကတော့လူအဆောင်ရှိရမယ်နော်ဟုတ်ကဲ့ဆရာတကယ်လို့ညှို့ကြသွားရင် သုံးဖို့ထိုင်မဲ့ထိုင်မဲ့ဆိုရင်အစ်စ်ခုံနေရှိပါအဲ့လိုလေးကျင်ကလှုပ်ထားတော့ပူကောင်းတယ်လို့တွဲလျှောက်တာနင်လေးအစင်မပြေလို့ရှိရင်တွဲတဲ့လူရောကာယကံရှင်ရောလေရက်တယ်လို့ဟုတ်ကဲ့ပါဆရာတွဲမယ်ဆိုရင်တယောက်တည်းမတွဲပါနဲ့လို့နှစ်ယောက်တော့တွဲလျှောက်ပါလို့ဟုတ်ကဲ့အဲစီးတဲ့အခါမှာကျမကြီးဖက်ကူစီးပါလို့ဟုတ်ကဲ့ပါဆရာ ဆရာကြီးခင်ဗျားတဲ့အမေးတဲ့ဗဇက်ကတဲ့အစားစားနိုင်အောင်တဲ့ဘလို့ကုသပေးရမလဲအစားအစားစားခြင်းလို့ပေါ့နော်အောင်မေးရုပ်ပြုတ်တယ်တဲ့ရေးထားတာဟုတ်ပြီရှာလဲပုံမှန်မဟုတ်ဘူးတဲ့အမှားတော့ तू မေးရုပ်အပေါ်လေ तू तू ယူစား तू ပြောတော့ तू စကားဗဇက်ဟာလို့စီလို့ဟုတ်ကဲ့လူလည်းမရတော့ဘူးလူလည်းမရတော့ဘူးပေါ့နော်ဟုတ်ကဲ့ဆရာအခုအစားတော့နှာခေါင်းပိုက်ကတွေ့နေရတာပေါ့ဟုတ်ရှာ ရှာလဲပေါ့နော်ပုံမှန်မဟုတ်သေးဘူးပေါ့နော်ပြန်ပေါ့အဲ့ဒါတော့အခုလွတ်လွတ်စေရတော့နှာခေါင်းပိုက်သွင်းတာကလူအပ်တဲ့အတိုင်းတိုင်းဆိုသွင်းရမယ်ဟုတ်ကဲ့ပါဆရာဒါပေမဲ့အဲ့ဒါလေးကတော့ကိုကိုရင်နဲ့အိမ်ရမိသားစုကလည်းပဲညွန်ကြားတဲ့တက်ကြွသူရဲ့ညွန်ကြားမှုလိုက်နာရမယ်ဟုတ်ကဲ့ဆရာတန်ရှင်းမှုတော့လိုတယ်ဟုတ်ကဲ့ဆရာတန်ရှင်းမှုလိုတယ်ပိုက်ကိုလေအဲ့တော့ကျွေးတဲ့အခါတိုင်းအတီးသုံးမျိုး ုတ်ကဲ့ဆရာပေသုံးမျိုးဟုတ်ကဲ့ဆရာအသားသုံးမျိုးဟုတ်ကဲ့ဆရာအညွန်သုံးမျိုးဟုတ်ကဲ့ဆရာပြောတာများပြီလို့အဲ့ဒါတကယ်ဈေးတက်သွားလို့ရှိရင်နော်အသီးတစ်မျိုးအသီးတစ်မျိုးတဒုံပေါ့ကြီးဟုတ်ကဲ့ဆရာနော်ဥပမာဆိုတော့ရုံးမရီသီးလေးဆိုတဲ့ဒပိုင်းတော့ပေါ့ဟုတ်ကဲ့ဆရာဘူသီးလေးဆိုတဲ့ဒဒုံတော့ပေါ့ဒဒုံတော့ဟုတ်ကဲ့ကြောက်ဖြူသီးလေးဆိုတဲ့ဒဒုံတော့ပေါ့အသီးသုံးမျိုးဟုတ်ကဲ့ပဲသုံးမျိုးဆိုတာလည်းပဲပဲဂရီပါပဲနီလေးပဲရစာဟုတ်ကဲ့ဆရာစသည်ပြီနော် တီဆိုတဲ့တစွန်းစီလောက်ပေါ့ဟုတ်ကဲ့ဆရာအတီသုံးမျိုးပဲသုံးမျိုးနော်အညွန့်သုံးမျိုးဘူးညွန့်လေးတညွန့်လောက်ကစွန်းညွန့်လေးတညွန့်လောက်အဲ့ဒါပြောနေလို့သားအများကြီးသမီးတကယ်သွားဝယ်လို့ရှင်အဲ့ဒါဘယ်လောက်ဖို့တော့ကုန်မထင်လဲတစည်းလုံးဝယ်ရမှာပေါ့ဆရာကြီးအော်အဲ့လိုဒီစိုးဝယ်မှကြောက်လို့ရှင်လဲပဲဈေးတယ်ပြီးမှတညွန့်လောက်တောင်းလို့ရတော့ဈေးတယ်တိုင်းပြီးပါလေနော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးအသက်ကြီးတဲ့အမေအတွက်ဓာတ်စာလေးမလို့ တညောင်းလေအမလီ၃ညောင်းလောက်ယူသားတော့ပြောမှာညမစေနာအဲ့လိုရဲ့ရောပါတယ်သိလားဟုတ်ကဲ့ပါဆရာအဲ့တော့အသီး၃မျိုးအညွန်၃မျိုးပေ၃မျိုးနော်အသားကတော့၂မျိုးထည့်ရမယ်ကုန်းတရဝတစ်ချက်သားရည်တရဝတစ်ချက်သားဆိုလိုတာ၅တစ်ချက်သားကြက်တစ်ချက်သားပွေနော်အဲ့ဒါကိုရောပြီးတော့နူးသွားအောင်ပြုတ်ပြုတ်ပြီးရင်ဖြစ်နေလို့ရှိရင်အမေကိုဘလန်ဒါနဲ့ဖြောဟာဖြောတိုင်းမတိုက်နိုင်ဘူးတီးသွားတတ်တယ်ပြတ်စစ်လိုက် ဖီလ်ဒါနဲ့ဆက်လိုက်စီပြီးတော့ခုနကပိုက်ကနေထည့်ပေးလိုက်အဲ့ဒါကတော့လူတယောက်အသက်ရှင်မှုအတွက်တက်တောင့်တက်တာလေးနဲ့ဓာတ်တွေပြည့်ပြည့်စုံစုံနော်အသီးရောအသားရောပဲရောအကုန်ပါသွားတာဟုတ်ကဲ့ဆရာအဲ့တော့လူတယောက်အသက်ရှင်မှုအတွက်အဲ့လိုလေးရှင်အောင်ကြိုးစားပေးရင်ခုနကမိခွန်းရှင်တာဟုတ်သူအမေဂျေဇုဆက်ချင်တာဟုတ်ကဲ့ဆရာ။ဒါဂျေဇုဆက်ပါ။အမေဂျေဇုကဘလောက်ကြီးမားလဲဆိုရင် ယေຊုတော်ရှိကြတယ်တင်စားပြောတဲ့ခါမှာအဖေယေຊုလို့ပြောတာမရှိတော့ရှာတယ်အမေယေຊုတဲ့နော်ဘလို့တလုံးမိုးတော်မကြည့်ဘူးတဲ့ဗျာအမေယေຊုကနော်အဲ့တော့အမေကနို့ဆိုတာဘယ်ရရတာလဲတွေးရနေဖြစ်တာတွေးရနေဖြစ်လာတာဟုတ်ကဲ့ဆရာကြီးနော်အဲ့နိုးဆိုးနေတဲ့ကလေးလေးကိုကြည်ပြီးတော့အမေကတစင်းစင်းနေနော်အဲ့မြစ်တာနဲ့သွေးကိုမြစ်တာနဲ့ဓာတ်ပြုတ်လိုက်တာ လို့ဖြစ်သွား။သူ့မြစ်တာနဲ့တပြည့်လိုက်တာသူ့ဖြစ်သွားတာ။ဆုတဲ့ကောင်ယူယူဆုတာကြိုက်တာလား။ကြိုက်သေးတယ်ဆရာ။ကြိုက်ပြီးနူသီးဘာလဲလဲသေးတယ်။ခါသေးတယ်။နူတဲ့မြန်နေလိုက်ခါသေးတယ်။ခါပြီးသူ့ချွတ်တော့ကျွန်တော်ဘယ်ကန်နာလဲ။အမေရှင်ဘက်ကန်သားသေးတယ်ဟုတ်ကဲ့ဒီကောင်ငါ့ပုံမှာလည်းနေသေးတယ်ကြိုက်သေးတယ်ကြာကြာအဲ့ချဲတဲ့သူကဘာပါချလိုက်သေးလဲရှိပါချတာသူသိပေါက်ချတာအီးရတယ်ပါတယ်ရွှေရွှေလည်းပေါက်လေသေးဒီကောင်ငါ့နုလည်းစူသေးတယ်ဟင် ညစ်ပတ်လိုက်လို့ဆိုအမေရခါလဲဘုတ်ကနေလွတ်ပြလိုက်တဲ့အမေကဘာပေါ်မှာတယောက်တော့ရှိလားမရှိပါဘူးဆရာမရှိအဲ့ဒါကျင်းတ်နေတာပဲအဲ့ဒါလေးတုတ်ပေးလိုက်မထွက်ရင်မလုလိုက်သေးလေနူလေးလိုက်သေးတယ်နူလေးမင်းညှစ်ချပေးလိုက်သေးတယ်အမေကဟုတ်ကဲ့ဆရာဒါကြောင့်မေတ္တာထဲမှာမိဘမေတ္တာလို့ပြောတဲ့အခါမှာဖမေတ္တာနဲ့မိမေတ္တာမှာဖမိမေတ္တာလို့စကားလုံးသုံးတာမရှိတော့နေတယ်ဟုတ်ကဲ့ပါဗာမေတ္တာလို့ပြောတယ်မိဘမေတ္တာပါဆရာမိဘမေတ္တာအမေရဲ့မေတ္တာကြီးမားပါတယ်ဟုတ်ကဲ့ပါဆရာကြောင့်မလို့ဒါ ခုလိုအမေကိုပြုစုဖို့အတွက်မေးတာအတွက်ဆရာကြီးကိုကျင်းနဲ့စားတဲ့ကျေးဇူးနဲ့သိတဲ့နဲ့ဆရာကြီးဆိုလို့ရှိရင်ဆရာကြီးကတားရမှာအငယ်ဆုံးသားအမေကိုအမေရအမေယူဂျုံကနေထွက်လာပြီဆိုတာနဲ့တဏ္ဍာကံမုံငယ်မှာဆရာဘာလို့လဲဆိုအမေသွေးပြရတယ်ပြီးရကရမဲလေးသွေးပြရတယ်အဲ့ဒီကရမကညာအေးရဝင်မှာတွေ့ရတယ်နေ့ဆိုတဏ္ဍာခသွေးပြရတယ်အဲ့ဒီကရမလေးတကောတကောရက်ထား မျက်လုံးနဲ့မထွက်ဘူးအဲ့ကရမဟာအဖွာအသက်ကရမအမျိုးသမီးအသက်ကရမတဲ့သားဟုတ်ကဲ့ဆရာအဲ့ကရမရဲ့တဲ့ကြောင့်လည်းဆရာတို့အမယာအသက်90ကျော်မှာမှကွယ်လွန်ရှာတယ်အဲ့90ကျော်မှာလည်းပဲသားသမီး၈ယောက်မွေးတယ်နော်ကျန်ညမ်းမှာမှာပဲကျန်ညမ်းမှာမှာပဲအဲ့တော့ဘယ်ဖြစ်လို့ကွယ်လွန်သွားလို့အသက်ကြီးတဲ့လူဆိုရွာတွေမှာ အလေးတူလောက်ကြလောက်တက်ကြတယ်လေသွားတဲ့အခါမှာအားလုံးကကြည်ပြီးတော့အားကြတာပေါ့နော်အသက်ကြီးပြီမယ်လို့အရွယ်တင်လိုက်တာဘာတွေစားနေလို့လဲဘယ်လိုနိုင်လို့ထိုင်လို့လဲအဲ့ဒါဆရာတို့ကအဲ့ဒီမှာဝမ်းလဲတာရတဲ့ဂုံလေးယူရတဲ့ကိုစေးပညာရတဲ့ကိုပူပြီးတံမိုးထားတာပေါ့နော်အဲ့ဒီမှာတယောက်ကဆိုလို့ရှိရင်သူ့သားနာမည်ခေါ်လိုက်တယ်နော်ငါသူ့အမည်မဖြစ်ချင်ဘူးတဲ့ အဲ့ဒါမေးကြတာပေါ့ဘရုမေဖြစ်ခြင်းတည်းလေတဲ့ရံအောင်မေဖြစ်ခြင်းနေတဲ့အဲ့လိုပြောရတယ်သလားဟုတ်ကဲ့ဆရာအဲ့ဒါလေးဆရာကြောညာဝင်တယ်လို့တော့ဖြစ်သွားတယ်ဒါပေမဲ့လို့ကြောညာတာမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာဒါစိတ်စေတနာတွေပြောပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါကုပညာကိုပို့ပြီးတော့လေးစားတယ်တန်ဖိုးထားတယ်ကိုယ့်ရဲ့ဂျေဇုရှင်ဆရာကြီးရဲ့ဂျေဇုတွေလည်းပဲဆက်လို့မကုန်နိုင်ပါလားလို့သိရပါတယ်ဗျာဟုတ်ကဲ့ပါဆရာအားလုံးအစာဝအနာကင်း 不要现在玩了。